ကမ္ဘာပေါ်မှာရှိသမျှအမိုက်တွေကိုမီးတောင်ကြီးတွေနဲ့ဘာကြောင့်ဆုတ်ပြေလို့မရတာလဲ2000ခုနှစ်တုန်းကလေးလာရေးသမားတို့ကအီသီယိုးပီးယားနိုင်ငံကမီးတောင်ကြီးတစ်လုံးတွေကိုအမိုက်စုစုပေါင်း30ကီလိုဂရမ်လောက်ပြစ်ချခဲ့ပြီးပါတယ်ပြစ်ချပြီးတိတ်မကြခင်မှာပဲငိန်တက်နေတဲ့မီးတောင်ကြီးကရုတ်တရက်ဆူပွက်လာပြီးတော့ချော်ရည်ပူတွေကအပေါ်ရန်ကြောက်သားကိုထိုးခွဲထွက်ပေါ်လာပါတယ်ကမ္ဘာပေါ်မှာနှစ်စဉ်နှစ်တိုင်းတန်ချိန်30ဘီလီယံလောက်ထိအမိုက်တွေဆုံးထုတ်နေပါတယ်ဒီအမိုက်တွေကိုမီးတောင်ကြီးတွေနဲ့ပြစ်ထည့်ပြီးကိစ္စရှင်းလိုက်လို့ရရင်လူတွေအတွက်ကောင်းကျိုးအများကြီးဖြစ်သွားမှာပါ။ ဒါပေမဲ့တကယ်တမ်းတော့ဒီအမိုက်တွေရဲ့တနည်းစားကပိရမစ်အလုံးတစ်ထောင်စာလောက်ထိရှိတာကြောင့်ထဲလို့ရမယ်ဆိုရင်မီးရောင်တွေနဲ့ဆက်မှာမဟုတ်ပါဘူး။နောက်ပြီးမီးရောင်တွေဆိုတာပောက်ကွဲကဏီဘုံတွေလိုမျိုးဖြစ်တာကြောင့်တန်နဲ့ချီတဲ့အမိုက်တွေပြစ်ချလိုက်ရင်ပောက်ကွဲနိုင်ခြေအရင်များပါတယ်။ပြစ်ချလို့ရမယ်ဆိုရင်အဲ့ဒီကနေပြန်ထွက်လာမယ့်မီးဝှက်ွေတွေကဒီကဘာလုံးကိုဖုံးအောင်သွားမှာဖြစ်ပြီးတော့အစိတ်ရှိတဲ့လေတွေနဲ့မိုးရေတွေကိုရွာသွန်းစေမှာဖြစ်ပါတယ်။ဒါကြောင့်မီးရောင်ရှိတဲ့ဒေသတွေမှာဆိုရင်မီးရောင်တွေကိုကြောက်တုံးတုံးအောင်တမင်တကာပြစ်ချတာမျိုးမလုပ်ဖို့တားမြစ်ထားပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဆန်စေးထက်ဆယ်စားလောက်ပိုသေးရကမ္ဘာအသေးဆုံးလျှက်စင်မော်တာမိသက်တို့အခုမြင်နေရတာကလက်ပေါ်မှာဖုံးဝေးပေးနေတာမဟုတ်ပါဘူး။ဒီအမဲအောင်အရာလေးကကမ္ဘာပေါ်မှာအသေးငယ်ဆုံးမော်တာလေးဖြစ်ပါတယ်။မိုက်ခရိုမော်တာလို့အမည်ပေးထားတဲ့ဒီအရာလေးကနှရစ်စစ်တလက်ကလေးတွေတက်ဆင်ထားပြီးတော့တာမန်မော်တာတွေလိုကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။မိုက်ခရိုမော်တာတစ်ခုစီတိုင်းမှာနှရစ်စစ်တလက်လေးတွေအနည်းဆုံး၃ခုလောက်ပါဝင်ပြီးတော့ဒီမော်တာတွေကိုပြုလုပ်ဖို့ဆိုရင်အင်မတန်ခက်ခဲပါတယ်။ မော်တာကိုတက်စင်နေတော့လက်တစ်ချက်တုံသွားတာနဲ့အစာဆုံးပြန်လုပ်ရမှာပါဒီမော်တာတွေကိုမိုက်ခရိုလီယက်စစ်ပစ္စည်းတွေပြုလုပ်တဲ့နေရာမှာအသုံးပြုခဲ့ပြီးနောက်ပိုင်းကာလတွေမှာဆေးပညာနဲ့သိပ္ပံပညာတွေမှာပါအသုံးပြုလာခဲ့ပါတယ်မိုက်ခရိုမော်တာတွေရဲ့အားသာချက်ကအရွယ်စားသင်းငယ်တဲ့စက်ပစ္စည်းတွေကိုဖန်တီးလို့ရပြီးတော့အသေးစားစက်ရုပ်ငယ်တွေကိုပါဖန်တီးလို့ရပါတယ်။ဒါပေမဲ့အခုလိုတိုးတက်နေတဲ့ခင်မာတော့မိုက်ခရိုမော်တာတွေနဲ့သူတို့ကိုတက်ဆင်ထားတဲ့စက်ရုပ်ငယ်တွေကလုံဆောင်နိုင်စွမ်းအကန့်အသတ်ရှိနေစေဖြစ်ပါတယ်။ လက်ရှိအချိန်ထိမိုက်ခရိုမော်တာတွေတက်ထားတဲ့စက်ရုပ်တွေကို သိပ္ပံပညာတွေမှာပဲဆေးပညာတွေမှာပါစတင်အသုံးပြုနေပြီဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်ရှင်။နိုင်မော်ကဗီဒီယိုတွေထဲကလို့ကြောက်တုံးနဲ့ဟင်းချက်မိရင်ဒုက္ခကြီးကြီးရောက်သွားနိုင်တယ်။ပရိသတ်တို့အနေနဲ့အခုမြင်နေရတယ်လို့မျိုးကြောက်တုံးပေါ်မှာဟင်းချက်ပြတဲ့ဗီဒီယိုတွေကိုကြည့်ဘူးကြမှာပါ။ဒါပေမဲ့သူတို့ချက်တယ်လို့မျိုးကြောက်တုံးနဲ့လိုက်ချက်မိရင်ဒုက္ခအကြီးကျယ်ရောက်ပြီးတော့အသက်အန္တရာယ်ပါထိခိုက်နိုင်ပါတယ်။ ရေစက်မြေစက်မှာရှိနေတဲ့ကြောက်တုံးအများစုဟာရေဓာတ်ကိုအနည်းနဲ့အများသိုးလောင်ထားကြပါတယ်။ဒီရေတွေကကြောက်တုံးထဲမှာပိတ်မိနေတဲ့ပြီးတော့အပူဓာတ်နဲ့ထိတွေ့တဲ့အခါအမှုအဖြစ်ပြောင်းသွားပါတယ်။ပြီးရင်တော့အခုမြင်နေရသလိုကြီးမားတဲ့ပေါက်ကွဲမှုတွေကိုဖြစ်စေတတ်ပါတယ်။ကြောက်တုံးနဲ့ဟင်းချက်တိုင်းပေါက်ကွဲနိုင်ခြေက90ရာခိုင်နှုန်းရှိပါတယ်။ပြီးတော့အဲ့ဒီကနေလွင့်စင်လာမဲ့ကြောက်သားစာတွေကလူကိုအပြင်းထန်ဒဏ်ရာရစေနိုင်ပါတယ်။ဗီဒီယိုရိုက်ကူးတဲ့သူတွေကိုယ်တိုင်အခုလိုကြောက်တုံးပေါက်ကွဲမှုကိုမကြာခဏကြုံတွေ့ရပါတယ်။ ဒီထက်ပိုဆိုတာကကြောက်တုံးထဲမှာကဘာဝအစိတ်တောက်တွေရှိနေနိုင်ပြီးတော့ကိုချက်လိုက်တဲ့ဟင်းထဲမှာအစိတ်တွေစိတ်ဝင်နေနိုင်ပါသေးတယ်။ပိတ်သက်တို့အနေနဲ့ရောကြောက်တုံးပေါ်မှာဟင်းချက်ပြတဲ့ DVD လိုမျိုးအပြင်မှာလိုက်ပြီးဆန်းသက်ကြည့်ကြပါသလား။နောက်ဆက်တွဲဆိုးကျိုးတွေကတော့အများကြီးရှိနေနိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။